မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရုတ်သမ္မတရှီနဲ့ဖုန်းပြောဆိုပြီးနောက်လာမယ့်နှစ်တွင်ထရန့်ကပေကျင်းကိုတွားရောက်မယ်ဆိုတဲ့သတင်းထရန့်ရဲ့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးမူ28ချက်အစိုးပြုပြင်ဆင်မှုကိုဇယ်လန်စကီဘက်ကကြိုဆိုတယ်ဆိုတဲ့သတင်းနဲ့ အမေရိကန်ကနီးပညာကုမ္ပဏီကြီးတွေပေါ်ချမှတ်ထားတဲ့စီးမြင်တွေဖြေလျှော့ပေးဖို့ဥရောပကိုဖိအားပေးလာတဲ့သတင်းတွေပဲဖြစ်ပါရည်ပထမဆုံးတင်ဆက်ပေးမှာကတော့လာမယ့်နှစ်ဧပြီလမှာတရုတ်ကောင်ဆောင်ရှီကျင်းဖင်ရဲ့ဖိတ်ကြားချက်အရအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနေပေကျင်းမြို့ကိုသွားရောက်ဖို့ရှိတယ်ဆိုပြီးအတည်ပြုသွားပါရည် I'll be going to China in April and uh, he'll be coming here sometime after that. whether it's in Florida, Palm Beach, or Washington, D.C. အဲ့ဒီနဲ့နှောင်းပိုင်းမှာရင်တရုတ်သမ္မတရှီကိုပါနိုင်ငံတော်ခီးစဉ်ဖြစ်ဝါရှင်တန်စီလာရောက်ဖို့ထရမ့်ဘက်ကပြန်ဖိတ်ကြားခဲ့တယ်လို့လည်းသိရပါတယ်။ဒါဟာတနင်္လာနေ့အတွင်းဒီကောင်းဆောင်နှစ်ဦးကြားတနအီနီးပါးလောက်ဖုန်းဆက်ဆွေးနွေးခဲ့ကြပြီးနောက်အဲ့ဒီကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ ဒီဆွေးနွေးမှုတွင်နှစ်နိုင်ငံကုန်သွယ်ရေးယူကရိန်းစစ်ပွဲဖန်တနယ်မူရစေဝါကိစ္စရနဲ့ထိုင်ဝမ်အကြောင်းတွေအဓိကထားပြောဆိုခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးရှီကတရုတ်ပြည်မှ GC ပြန်လည်ပေါင်းစည်းဖို့ရာမရှိမဖြစ်လိုအပ်တဲ့အကြောင်းကိုပြောကြားသွားပါတယ်။ဒါကြောင့်မဲထိုင်ဝမ်ပြည်ထနာဟာတရုတ်တို့ကဘလောက်အရေးကြီးတယ်ဆိုတာနားလည်ပါတယ်ဆိုပြီး Trump အနေနဲ့တုံ့ပြန်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့အော်တိုဘာလအတွင်းတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာတွေ့ဆုံခဲ့ကြစဉ်အဲ့ဒီခေါင်းဆောင်နှစ်ဦးဟာကုန်သွယ်ရေးအခွန်တွေအပြန်လဲရှော့ချပေးဖို့အတွက်ဘောတူညီခဲ့ပါသေးတယ်။တစ်ချိန်လုံးကတရုတ်နဲ့အမေရိကန်တို့ဟာဖက်ဆစ်ဝါဒနဲ့စီးရီးဝါဒကိုပခုံးချင်းရှင်ပြီးတိုက်ခိုက်ခဲ့ကြတယ်လို့ရှီအနေနဲ့ပြောဆိုခဲ့ပါတယ်။ထရမ့်ကလည်းရှီဟာကြီးကျယ်တဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အပြင် ဘူဆန်ဆွေးနွေးပွဲမှာရရှိလာတဲ့သဘောတူညီချက်တွေကိုပါအကောင့်ထဲပေါ်နေတယ်လို့ပြောကြားသွားပါတယ်။အခုတစ်ကြိမ်ဖုန်းပြောဆိုမှုပြီးမှာတော့နိုင်ငံဆက်ဆံရေးဟာတည်ငြိမ်ပြီးကောင်းမွန်တဲ့အနေအထားမှာရှိနေကြောင်းတရုတ်အနေနဲ့ထုတ်ပြန်ခဲ့တယ်လို့ထရမ့်ဘက်ကလည်းသူတို့ဆက်ဆံရေးကိုအလွန်ခိုင်မာတယ်ဆိုပြီးမှတ်ချက်ပြုသွားပါတယ်။ We do not always see eye to eye with each other. And it is normal for the two leading economies of the world to have frictions now and then.

လက်ရှိဂျနီဗာမှာဆွေးနွေးပြီးတဲ့အခါအချက်တွေပို့ပြီးနှဲလာပါတယ်28ချက်ရဲလို့မရှိတော့ပါဘူးမူပေါင်းတဲ့ကိုမှန်ကန်တဲ့အခြေခံသဘောတရားအများပြားထည့်သွင်းပြီးပြီဖြစ်ကြောင်းဇယ်လန်စကီက ပြောဆိုသွားခဲ့တာပါနိုဝင်ဘာလ24ရက်နေ့ဗီဒီယိုမိန့်ခွန်းတွင် Trump နဲ့ထိလွယ်ရှလွယ်ကိစ္စရွက်တွေကိုဆွေးနွေးရအောင်မှဖြစ်တယ်ဆိုပြီးဇယ်လန်စကီဘက်ကဖြည့်ဆွတ်ပြောပါတယ် ဒါပေမဲ့လည်းရုရှားသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်သူဟာဥရောပဘက်ကပြင်ဆင်ချက်တွေကိုလုံးဝအလုံးမဖြစ်နိုင်ဘူးဆိုပြီးချက်ချင်းပယ်ချလိုက်ပါတယ်။အဲ့ဒီမူ28ချက်ဟာရုရှားကရေးပေးထားတယ်ဆိုတဲ့အချက်ကိုအမေရိကန်တွေနဲ့ငင်းဆန်ထားခဲ့တယ်လို့ရုရှားဘက်လိုက်တယ်ဆိုတာမှန်မှန်ကန်ဘူးလို့လည်းဖြေရှင်းထားခဲ့ပါတယ်။ ဒါကြောင့်ရုရှားအသာစီးရနိုင်တဲ့အချက်တွေပြန်ဖြတ်ပြီးပြန်လည်ပြင်ဆင်ထားတဲ့မူကြမ်းကိုဥရောပမဟာမိတ်တွေဘက်ကပြုစုထားတာဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။လာမယ့်နိုဝင်ဘာလ28ရက်နေ့နောက်ဆုံးထားပြီးအဲ့ဒီမူကြမ်းကိုယူကရိန်းဘက်ကသဘောမတူရင်အမေရိကန်ရဲ့အထောက်ပံ့တွေရပ်ဆိုင်းသွားနိုင်တယ်လို့ထရမ့်အနေနဲ့တတိပေးထားခဲ့တာပါ။အခုလိုမျိုးနိုင်ငံရေးအရာဆွေးနွေးနေတဲ့နိုဝင်ဘာလ25ရက်နေ့မနက်အစောပိုင်းမှာပဲ ရုရှားဘက်ကယူကရိန်းစွန့်ရင်အဆောက်အုံတွေကိုပြစ်မှတ်ထားပြီးအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်မြို့တော် KF ကလူနေတိုက်ခန်းတွေကိုပါထိမှန်ထားခဲ့တယ်လို့ရင်းနဲ့လျှက်စစ်မှုတွေလည်းပြတ်တောက်နေတဲ့အကြောင်းမြို့တော်ဝန်အနေနဲ့အတည်ပြုပါတယ်။ဥရောပကောင်စီဥက္ကဋ္ဌအန်တိုနီယိုကော့စတာကတော့ငင်းငယ်ရေးဆွေးနွေးပွဲတွေရှေ့ဆက်သွားတာနဲ့အမျှယူကရိန်းကိုဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်းအတိပေးပြောဆိုထားပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ American ကောက်ခံနေတဲ့အခွန်နှုံးထားတွေ short ချပေးစေခြင်းနဲ့ဆိုရင်ဥရောပအနေနဲ့ဤပညာကုမ္ပဏီ G report ချမှတ်ထားတဲ့စီးမင်းတွေကိုပြန်လည်သုံးသပ်တင်တယ်လို့ကုသရေးဝန်ကြီးဝန်ကြီးဖြစ်သူ Howard Lennebeck ကတိုက်တွန်းတော့ပါရီ Our suggestion is that the European Union and their trade ministers deeply consider trying to analyze their digital rules try to come away with a balance not put them away, but find the balanced approach that works with us. And if they can come up with that balanced approach, which I think they can, then we will together with them handle the steel and aluminum issues and bring that on together. So that is on the table. Everything is on the table. ဒါဇူလိုင်လရုံးကသဘောတူညီမှုရရှိခဲ့တဲ့ကုန်သွယ်ရေးမူပေါင်းကိုအကောင့်ထဲပေါ်တိုင်းဖို့အမေရိကန်နဲ့ဥရောပသမဂ္ဂ EU တာဝန်ရှိသူတွေကြား ဘရက်ဆဲမြို့မှာတွေ့ဆုံဆွေးနွေးနေကြတာပါဒီသဘောတူညီချက်အရဥရောပပို့ကုန်တွေပေါ်အမေရိကန်ဘက်ကကောက်ခံမဲ့အခွန်နှုံးထားကို15ရာခိုင်နှုန်းအထိရှော့ချပေးခဲ့ပါတယ်အပြန်လန်ဖြစ်ဥရောပဘက်ကရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူအမေရိကန်ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုပိုပြီးဝင်ဝင်ပြုတ်ဖို့အတွက်ကတိပြုထားပါတယ်။ဒါ့အပြင်ဥရောပရဲ့တမန်ဒီနဲ့အလူမီနီယံလိုမျိုးတပ်ထုပို့ကုန်တွေကိုပါအခွန်လျှော့ပေါ့ပေးဖို့မျှော်မှန်းထားပေမဲ့အမေရိကန်ဘက်ကတော့ ခွန်90ရာခိုင်နှုန်းကောက်ခံနေစေပဲဖြစ်ပါတယ်။ဒါကြောင့် EU အဖွဲ့ဝင်28နိုင်ငံအနေနဲ့အခွန်လျှော့ချပေးတာမျိုးလိုချင်တယ်ဆိုရင်သူတို့ရဲ့ digital ကဏ္ဍကစီးပင်းစည်းကမ်းတွေကိုအရင်ပြန်ဖြေလျှော့ပေးဖို့လိုအပ်တယ်ဆိုပြီးတုံ့ပြန်သွားခဲ့တာပါ။အဲ့ဒီသဘောတူညီချက်ရဲ့တချို့အစိပ်ပိုင်းတွေမှာတော့နှစ်ဖက်ကွဲလွဲမှုတွေရှိနေသေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်မှာစတင်အသက်ဝင်ခဲ့တဲ့ဥရောပရဲ့ digital ဈေးကွက်ဥပဒေကို American နည်းပညာကုမ္ပဏီကြီးတွေဘက်က မလုံမလားဖြစ်နေကြတာပါဥမာအဖြစ် Apple လိုမျိုးကုမ္ပဏီတစ်ခုတည်းကဈေးကွက်အပေါ်လဝက်ကြီးအုပ်လို့မရနိုင်အောင် iPhone တွေနဲ့ Nagel လိုမျိုးအခြားမှတ်တစိုက်ထုတ်ပစ္စည်းတွေကြားချိတ်ဆက်ခွင့်ပြုဖို့လိုအပ်တဲ့စီမင်းကိုတတ်မှတ်ထားတာဖြစ်ပါတယ်လာမယ့်2029အရောက်မှာဖိလစ်ပိုင်ထိုင်းမလေးရှားနိုင်ငံတွေနဲ့လေဥရောပသမဂ္ဂကြားကလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကိုအပြီးသတ်ဖို့ရှိတယ်ဆိုပြီးဖော်ပြထားပါတယ် ောက်ထပ်သတင်းပုတ်အနေနဲ့လူဦးရေ42တန်နီပါနေထိုင်ရာအင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျကာတာကတိုကျိုကိုကျော်တက်ပြီးကမ္ဘာအကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ်။နိုဝင်ဘာလ18ရက်နေ့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရကမ္ဘာလူဦးရေ45ရာခိုင်နှုန်းဟာမြို့ကြီးပြကြီးတွေမှာပဲနေထိုင်လျက်ရှိပါတယ်။2018ရဲ့အစည်းအဝေးခန်းစာတုန်းကထိတ်ဆုံးမှရှိနေခဲ့တဲ့တိုကျိုမြို့ဟာလူဦးရေ33သန်းနဲ့တတိယနေရာကို ရောက်ရှိသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်ဒါကာကတော့လူဦးရေတန်း40နဲ့အတူဒုတိယနေရာကို တက်လန်းလာခဲ့ပါတယ်။ World Urbanization Prospect 2025အစီရင်ခံစာအရဒါကာမြို့ဟာရာစုနှစ်ဝက်လောက်မှာကမ္ဘာလူဦးရေအများဆုံးမြို့ဖြစ်လာလိမ့်မယ်လို့လည်းခန့်မှန်းထားခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်မှာလူဦးရေ၁၀တန်းနဲ့အထက်နေထိုင်တဲ့ Mega City ပေါင်း33မြို့ထိရှိလာခဲ့ပြီးအဲ့ဒီတဲက19မြို့ကိုအာရှတိုက်မှာရှိတယ်လို့ဖော်ပြထားပါတယ်။ ဒါ1985ခုနှစ်တုန်းက မက်ဂစီတီရှိမြူတာရှိခဲ့ရကနေလက်ရှိမှာ40နီးပါးအထိကိုတိုးတက်လာခဲ့တာပါဒါအပြင်လူဦးရေအများဆုံးထိတ်တန်းဆယ်မြို့စင်းကိုကြည့်လိုက်မယ်ဆိုရင်လေအီဂျစ်မြို့ခိုင်ရိုကလွဲရင်ဂျန်နယ်မြို့အလုံးဟာအာရှဒေသမှာတည်ရှိလို့နေပါတယ်လာမယ့်2050ပြည့်နှစ်မှာတော့မက်ဂစီတီပေါင်း38မြို့ထိရှိလာနိုင်တယ်လို့လူဦးရေနှစ်သိန်းခွဲအောက်မြို့ငယ်တွေရဲ့ ိုးပွားနှုံလဲပုံမှုမြန်ဆန်လာတယ်ဆိုပြီးကုလသမဂ္ဂအနေနဲ့ထုတ်ပြန်ထားခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ Sorry Arabia နိုင်ငံကမွတ်စလင်ဟုတ်သူတွေအတွက်ကန့်သက်ချက်တွေကိုဖြေလျှော့ပေးတဲ့အနေနဲ့ယမကအယောင်းဆိုင် နောက်ထပ်နှစ်ဆိုင်ထိခွင့်ပြုပေးဖို့ရာစီစဉ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်အဲ့ဒီတိုင်းပြည်အတွင်းတရားဝင်အရက်ရောင်းဆိုင်ပေါင်းစုစုပေါင်း3ဆိုင်ထိရှိလာတော့မှာဖြစ်ပါတယ်။အခုလိုမျိုးအသင့်ဖွင့်လှစ်သွားမဲ့ဆိုင်တွေဟာ RMCO ရေနံကုမ္ပဏီဝန်ထမ်းတွေအတွက်ဒါရန်မြို့မှာတဆိုင်နဲ့တတမန်နေအတွက်ဂျက်ဒန်မြို့မှာတဆိုင်ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။လာမယ့်2026ခုနှစ်မှာစတင်ဖွင့်လှစ်နိုင်ဖို့မျှော်လင့်ထားတယ်လို့လည်းဖော်ပြထားပါတယ်။ ဒါအပြင်နှစ်ပေါင်း90ကျော်တွင် ပထမဆုံးအကြိမ်ဖြစ် React မြို့တော်မှာတန်တမန်နေတွက်အရက်ဆိုင်ဒီဇိုင်းကိုပြီးခဲ့တဲ့နှစ်တုန်းကဖွင့်လှစ်ပေးခဲ့ဘူးပါတယ်။လက်ရှိ React မြို့ကဆိုင်မှာတန်တမန်တွေနဲ့အတူ Premium Residency အထူးနေထိုင်ခွင့်ရထားသူတွေကိုပါဝယ်ခွင့်ပေးထားတယ်လို့သိရပါတယ်။ဒါဆိုဒီအုတ်ချုပ်သူအိရှိဆန်မင်းသားမိုဟာမက်ဘင်ဆမ်မန်ရဲ့တိုင်းပြည်တကားဖွင့်ရေးမူဝါဒတစ်စိတ်တစ်ပိုင်းလေးဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာဆော်ဒီနိုင်ငံကခီးသွွားလုပ်ငန်းမြင့်တင်မှုနဲ့စီးပွားရေးပုံစံမျိုးစုံ ဖွံ့ဖြိုးလာစေဖို့အတွက်အခုလိုမျိုးစီးမြင့်တွေကိုတဖြည်းဖြည်းချင်းဖြေလျှော့ပေးလာခဲ့တာဖြစ်ပါတယ်နောက်ဆုံးတင်ဆက်ပေးမှာကတော့ နိုဝင်ဘာလ24ရက်နေ့မှာစပြီးဂျာမနီနိုင်ငံဒေါ်မန်မြို့မှာကမ္ဘာအမြင့်ဆုံးလို့ဆိုရမယ့်ခရစ်စမတ်သစ်ပင်ကြီးကိုမိလာရီနဲ့အတူစတင်ထူးညင်းလိုက်ပြီးဖြစ်ပါတယ်။55မီတာမြင့်တဲ့ဒီသစ်ပင်ကြီးကို Rasprus အမည်ရထင်းရှုပင်ပေါင်းထောက်နေရာနဲ့အတူ ပေါင်းဆက်ဖန်တီးထားတာဖြစ်ပြီးအလေးချိန်အပြင်ကတော့တန်40လောက်ရှိလိုနေပါတယ် ဒီသစ်ပင်ထိပ်ပြောင်းမှာတက်ဆင်ထားတဲ့တမန်တော်ရုပ်ထုကရင်6မီတာအမြင့်ရှိသလိုသစ်ပင်တစ်ပင်လုံးကိုလည်း LED မီလုံပေါင်း33800နဲ့အလှဆင်ထားတာပါ1996ခုနှစ်ခေတ်က Norman Christmas တပည့်ကြီးကိုစစ်စစ်မပြတ်စိုက်ထူလာခဲ့တာလည်းဖြစ်ပါတယ်။အခုလိုမျိုး Christmas City လို့တင်စားခေါ်ကြတဲ့ Norman Christmas ဈေးပွဲတော်မှာဒီတပည့်ကြီးဟာအဓိကပြရုပ်ဖြစ်တဲ့အပြင် ဈေးဆိုင်ခန်းပေါင်း300ကျော်နဲ့ပါဝန်းရံထားပါရီအဲ့ဒီသဘက်မှာတက်ဆင်ထားတဲ့မီလာရီနဲ့တူ2မိနစ်ကြာ ဖြောပြေတင်ဆက်မှုတွေလည်းတနအီကြားတခါပြသသွားဖို့ရှိကြောင်းသိရပါရီဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ